ားအလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူခိုင်မိုးသူရေးသားတော်ခိုင်လေးရေးတော်ကြပြတော်ဘူးလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာခိုင်လေးရေးတော်ကြပြတော်ဘူးတကယ်တော့တန်လျင်မြေဒီဆီယာမဒေါ်ခိုင်လေးຫນွယ်အတွက်မစိမ့်နှားပြီတိုးတော်ဆီယာမဒေါ်ခိုင်လေးຫນွယ်မရောက်ဒီမှာ25နှစ်ကျော်လီပြီတို့အတွက်တန်လျင်ဤတိုးတက်ပြောင်းလဲမှုက ော်ခိုင်လေးနွယ်အားတစိမ့်ဆန်စွာဆက်ဆံနေသည်ရခင်ကတီတာတင်းမောအိုကြီးကိုတဤဤဆောင်စီမှာရန်ကုန်သို့ရောက်နိုင်တော်လေယခုအခါတွင်ဘကိုးမြစ်ကိုဖြတ်၍တီဆောက်ထားသောတန်လျင်တရားကြီးနှင့်ပဇွန်တော်ချောင်းကိုဖြတ်၍ဆောက်ထားသောဗန္ဓုလတရားတို့၏အကျိုးကျေးဇူးကြောင့်နာယီဝက်အတွင်ရန်ကုန်မြို့အတွင်သို့ရောက်နိုင်သည့်အဆင့်ဖြစ်လာခဲ့သည်ယခင်ကမြင်းလေရှက်ပလက်ဘိုက်ဘူကားများအစား ယခုအခါဆိုင်ကယ်ကားတို့တဝီဝီရခင်ကတက္ကသိုလ်ဆိုရန်ကုန်သွားတက်နေရတော့တန်လျင်သားတွေအဖို့ယခုအခါရန်ကုန်သားများကတလဲတန်လျင်မြေတွင် လာရောက်တက်ရသည့်ဘဝအရာရာသည်ရခင်ရခင်တန်လျင်နှင့်လုံးဝလုံးဝမဆိုင်တော့ပေခိုင်လင်းတို့၏ဖခင်မှာလူဝင်မှုကြီးကြပ်ရေးမှဝန်ထမ်းတယောက်ဖြစ်သည့်အားလျော်စွာဖခင်တောင်းဝင်ကြရာမျိုးတို့ခိုင်လင်းတွေတို့မိသားစုမှာမြမပြည့်အနှံ့လိုက်လံပြောင်းရွှေ့နေထိုင်ကြရသည်တန်လျင်မြို့တွင် ဖခင်ဖြစ်သူ၄နှစ်တာဝန်ထမ်းဆောင်ခဲ့ရသည်ခိုင်လင်းနယ်သည်ဒုတိယတန်းမှပြင်စမာတန်းရောက်သည့်အထိတန်လျင်မြေပေါ်တွင် ကြီးပြင်းခဲ့ရသည်ပြင်စမာတန်းအောင်မြင်ပြီးသောဖခင်တာဝန်ကြရာမြင်းမှုတို့ပြောင်းခဲ့ရပြန်သည်ထိုမှတဆင့်မြေလက်ဒေသပြည်မျိုးပြည်မျိုးမှာပင်ခိုင်လင်းနယ်ဆယ်တန်းအောင်မြင်ခဲ့သည်ဆယ်တန်းအောင်မီမိဘတို့၏ဆန္ဒအရဘီအီတက်ခါကျောင်းဆရာမဝင်လုပ်ခဲ့သည် အလုံရရခြင်းဖန်အံမျိုးဖန်အံမျိုးတွင်ခုနှစ်နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီးထို့နောက်မှအပြောင်းအရွှေ့ကိုမိဘများရှိသောပြည်မျိုးနှင့် အမေညီမရှိသောတန်လျင်မျိုးတို့ပြန်တင်ကာခိုင်နှင်းတွင်ငယ်စဉ်ကပညာရေးနှိုးဆို့တိုက်တောက်သုံးခဲ့ရသောတန်လျင်မျိုးကိုရရှိခဲ့သည်တန်လျင်မျိုးပြန်ရောက်လာ၍ငယ်တငယ်ချင်းဟောင်းများငယ်စရာများမိတ်ဆွေဟောင်းများနဲ့ပြန်တွေ့ဆုံရခြင်းအတွေ့ခိုင်လင်းနေဖို့အထူးပျော်ရွှင်ခြင်းနဲ့နေမိပြန်သည် ထို့ပြင်ဖခင်ဖြစ်သူတန်လျင်တွင်တာဝန်ကျခြင်းကတန်လျင်သားနှင့်အိမ်အောင်ကြပြီးတန်လျင်မျိုးပေါ်တွင်ကြံ့ရင့်ခဲ့သောခိုင်လေးနယ်၏အရှိတော်အန်တီမီလေးခေါ်ဒေါ်ခေမီတန်းကြောင့်လေခိုင်လေးနယ်တန်လျင်ကိုတခေါက်ထပ်မံရောက်လာခဲ့သည်ဟုဆိုလျင်လေမှားမိမထင်တာသမီမရှိသောအန်တီမီလေးတို့ဇနီးမောင်နှံကခိုင်လေးနယ်ကိုတမီးအရင်တစ်ပွဲရှိခင်ကြသည်ခိုင်လေးနယ်အတွက်အစအစအရာရာလိုလေသေးမရှိဆောင်ရွက်ပေးတတ်ကြသည် ခိုင်လေးနယ်တန်လျင်တို့ရောက်လာပြီးအတန်ကြားကလေးကခိုင်လေးနယ်အတွက်အန်ဒီမီလေးဤအမျိုးသားဦးလေးစံသိန်းကဆိုင်ကယ်တစ်စီးတည်တံ့စီစဉ်ပေးထားသည်ကျောင်းသားရဲ့ကျောင်းသားရန်အတွက်ခိုင်လေးနယ်ကိုအန်ဒီမီလေးကိုတိုင်ခလေးငယ်တစ်ခွဲထမင်းကြိုင်ကိုတိုင်ထည့်ပေးတတ်လေသည်ဆရာမတော့ခိုင်လေးနယ်ထမင်းကြိုင်ကိုဆိုင်ကယ်ရှိချင်းတွင်ထည့်ကစောင်းတနက်ခင်းဤနှင်းမုံများကြားတွင်ဆိုင်ကယ်ကိုဖြင်းချင်းစွာမောင်းနှင်လာခဲ့သည် တန်လင်းဆေးရုံကြီး၏အောက်ခွေနားတွင်လမ်းသေးမချပဲအချိန်နှင့်မောင်းနေလာသောလိုင်းကားတစ်စီးကြောင့်ခိုင်လေးနယ်မိမိဘာသာလမ်းသေးသို့ခြောက်တင်းလိုက်ပြီခနာချင်းမှာပင် ခိုင်လေးနယ်၏မျက်စိချေတွင်ဒုက္ခောက်တကြောင်ဖြင့်လမ်းသေးကတ်လျှောက်နေသော အဖိုးအိုတို့၏နောက်ကျောကိုဘွားကနေလှမ်း၍မြင်လိုက်ရသည်ရုတ်တရက်မှခိုင်လေးနယ်သည်လက်ကင်လေးပါကိုလျှော့ကာရှင်နေပရိတ်ဖြင့်လက်ကင်ပရိတ်ကိုပါအစုံလိုက်အသုံးပြုလိုက်မိသည် ဆိုင်ကယ်ဒီပဋိအလောမိသွားပြီးအဖိုးအနာမရောက်မီ တပေကအလိုတွင် ထိုးရက်သွားပြီးမြက်ခင်းသို့အတာယာဆောင်းလျက်ဖြင်းညင်းစွာကြာသွားသည် အဖိုးအကိုတော့မတိုက်မိလိုက်ပြီသို့သောအန်ဒီမီလီထက်ပြေးလိုက်တော့ထမင်းကြိုက်မှဟင်းအစီရင်နှင့်များအားလုံးသည်ရှင်းထဲတွင် အတူထက်လာသောဆာရွက်များအားဆွန်းထင်းပေသွားကုန်၏အမလီငါဆာရွက်တွေသွားပါပြီခိုင်လေးနဲ့မှမိမိတန်ရာကိုတတိမထားရ မိပဲမိမိစာရွက်များစီဆွန်းသွားတွေကိုမြင်ရ၍နှမျောတသားစိတ်ဖြင့်နှုတ်မရေရွတ်လိုက်သည်ပြီးမှပါဇက်မမတိမတာရေရွတ်ခါညာဘက်တထောင်စိတ်ကိုအตาရာပွတ်တက်နေမိသည်ဆရာမဘယ်နေရာနာသွားသေးလဲကျွန်တော်ဘာကိုညှိပေးရမလဲရုတ်တရက်အမေကြောင့်ခိုင်လေးနဲ့မှအတန်ရှင်ကိုမော့ကြည့်လိုက်မိသည်ထို့သူမှသူ့ကြောင့်ဆိုင်ကယ်မောက်တီကိုတိဟန်မတူ၏ခိုင်လေးနဲ့ ထင်ထားသလိုအသက်ကြီးမားလွန်းလာသူမဟုတ်ပဲအသက်40ကျော်50နီးပါးမျှသာရှိပေမည် ခနာချင်းပင် ထိုသူဤရုပ်ကို မြင်ဘူးသလိုလိုတည်ဘူးသလိုလိုရင်းနေဘူးသလိုလိုခံစားလိုက်ရသည် ထိုသူက ခိုင်လေးຫນွယ်ဤဆိုင်ငယ်ကိုပြန်ထုတ်ပေးရင်ချင်းထဲမှထမင်းဆိုင်နှင့်စာရွက်များကို ပြန်လည်ပြီးထည့်ပေးနေသည်ကျမလက်နေနေနာသွားရုံလေးပါဦးလေးခိုင်လေးနယ်ကမိမိဤနာကျင်မှုကို ပို့နေရင်ပြောလိုက်မိသည်လက်နာသွားရင်ခဏစောင့်တော့ဆရာမကျွန်တော်အခန်းမှာဆေးသွားယူလိုက်အောင်မယ်ဟုတ်ဆိုကပြောပြောဆိုဆိုသူဒီအနည်းတွင်ရှိတော့တောင်ပိုင်းခရိုင် NLD ရုံးထဲသို့ဝင်သွားသည်9မိနစ်ခန့်ကြာတော့ဒံယာလူစေးတပူးကိုကင်ကထိုးသူပြန်ထွက်လာသည်ရော့ဆရာမဒါလေးလူးလိုက်ပါဟုတ်သူကဒံကြီးလိန်စေးတပူးကိုလှမ်းပေးလိုက်သည်ခိုင်လေးနယ်ကစေးပူးကိုယူကမိမိတထောင်စေးအောက်ကိုလူးလိုက်သည် ဆေးရပူချိန်ကြောင့်အနှဲငယ်နေတာထိုင်တာရှိသွားသည်ကျေးဇူးတင်ပါတယ်ရှင်ဒါနဲ့ဒီကဦးလေးရင်းရင်းနှီးနှီးတိနေမြင်ဘူးနေတယ်လို့ပဲဘသူနဲ့တူနေမှန်းလည်းမသိစဉ်းစားနေတာခိုင်လေးနယ်ကစကားဆ ảy မိလိုက်မိသည်အေးငါလည်းမင်းကိုကြည့်နေတာမင်းကငါတိနေတယ်လို့ပဲခလေးမမင်းဆရာမြင့်ခိုင်ရဲ့တမီးလားဟုတ်ထိုသူကပြန်မေးလေသည်ခိုင်လေးအဖို့မိမိဖခင်အမိအားတိတော့ထိုသူအား ဖခင်ကြီးမိတ်ဆွေပဲဟုမှတ်อยู่ကဟုတ်ပါတယ်ဦးလေးဦးလေးကဖေဖေမိတ်ဆွေလားဟင်ဟုတ်အလိုက်ပြင်မေးလိုက်ดิခိုင်လေးຫນွယ်အမေးကိုထိုးသူကလက်ထဲမှာကင်ထားသောဒုတ်ောက်ကိုမှောက်ခါရိုက်ဟန်ပြုတ်ရည်ရွယ်လိုက်ပြီဟဲ့ဒီကလေးမငါရိုက်လိုက်ရငါကိုတော့မမှန်နဲ့မမှန်မိတော့ဘူးလားငါအိုးညင်ကြီးလေးဟိုချောက်တွေ့နေတော့ထိုးသူအေးမျက်နာမှာ အပြုံးရောင်တန်းလာပြီးလိုက်လဲဝမ်းသာသောအတံဖြင့်ပြန်ပြောလိုက်သည်ခိုင်လေးတရားနာကျင်မှုကိုခတ်တမေးထားပြီးအံ့ဩခြင်းများစွာဖြင့်ထိုသူအားကြည့်ကအဲကိုကြီးမသေးဘူးဗောဟိုနှုတ်မရုတ်တရက်လှုပ်ခနဲထွက်သွားသည်ကိုလက်ပဝါးဖြင့်ပါဇက်ကို အားချင်းပြန်ပိတ်လိုက်မိသည်ငါတေတို့ညီးကိုတေတယ်တို့ညီးကိုဘသူပြောတာလဲမတေတို့အခုတွေ့နေရတာမဟုတ်ဘူးလားထိုသူကခက်ဆက်ဆက်ပြန်ပြောလေသည်ဆက်ပြီး ကဲကဲညီចောင်းတော့ကြနေလိမ့်မယ်ညီအပြန်မငါးစီဝင်ခဲ့အဲ့ကြတော့ငါအចောင်းဆုံးပြောပြမယ်ဟိုမှာငါရုံခန်းအဲ့ဒီရုံခန်းထဲမှာငါအမြဲနေတယ်လက်ညှိုးထိုးပြီးအနည်းရှိပြင်တော်နှစ်ထပ်အင်္ဂလိပ်ကိုညွန်ပြလိုက်သည် ဟုတ်ဟုတ်ကိုညီခိုင်လေးအပြန်ဝင်ခဲ့ပါမယ်ဟုတ်ဂတိပေပြီးကိုညီညီအားနှုတ်ချက်ကခိုင်လေးတယောက်ចောင်းတို့အမြန်တုတ်ရှည်တင်တွားလီတော်သည်ခိုင်လေးနယ်တယောက်ចောင်းစာတင်ကန်းအတွင်းတွင် မနေ့ကတွေ့ကြုံခဲ့တော့ကိုညင်ကြီးအကြောင်းခေါင်းထဲမှာကြာခဏပေါ်နေသည်ကိုညင်ကြီးဦးအားချစ်ဆက်ရှိအရေးခင်းနောက်ပိုင်းမတရားအဖမ်းဆီးခံခဲ့ရပုံနောက်သူ၏မိဘများထောင်ကျနေစဉ်တည်ဆုံးခဲ့ပုံများကိုအန်ဒီမီလီပြောပြချက်အရာတချို့တော့ဝက်တည်ထားပြီးဖြစ်လေသည်တို့တော့ယခုကဲ့သို့မမျော်လင့်ပဲပြန်လည်တွေ့ဆုံခွင့်ရသည်ဖြင့်ခိုင်လေးနဲ့တယောက်မှာဝမ်းနေဝမ်းသာဖြစ်နေမိသည် တကယ်တော့ကိုညင်ကြီးဦးတို့မိသားစုနဲ့ခိုင်လေးနယ်တို့မိသားစုမှာဌာနတို့ဝန်ထမ်းမိသားစုများဖြစ်ကြသည်ကိုညင်ကြီးဦး၏မိဘများမှာတာမန်အမှုတမ်းများသာဖြစ်ကြတော်လေတားဖြစ်သူအားရှစ်ချုပ်ချိုးတန်ချွေတာပြီးဘွဲ့ရပညာတတ်ကြီးဖြစ်စေရန်ရည်မှန်းထားခဲ့ကြသည်ကိုညင်ကြီးဦးဘိုးတထောင်တက္ကသိုလ်မြန်မာစာပရမနှင့်ရောက်သည့်နှစ်တွင်ကျေးဇူးချက်အရေးခင်းကြီးဖြစ်ပြီးအရေးခင်းတွင် တက်ကြွလိုလူငယ်စည်ရင်းဝင်ဖြစ်လာခဲ့သည် အရေးအခင်းအပြီး1989ခုနှစ်တွင်တန်လျင်မြို့နယ် NLD အမားခံလူငယ်တာဝန်ခံတရားကိုဖြစ်လာခဲ့ပြန်သည် ထို့နောက်1990ရွေးကောက်ပွဲအတွက်စီယုံရေးကာလမှာပင် ကိုညင်ညီဦးခေါင်းဆောင်သော NLD လူငယ်များနှင့်ဖာကူးရွာရှိလူငယ်အားလုံးဒီပါတန်လျင်ရေနံကျက်ဆက်ယုံဘုံဖောက်ခွဲမှုဖြင့်အဖမ်းခံလိုက်ကြရသည်ဘုံဟူ၍အတန်တူရေဘုံ စီပုံစံပုံများသာကြာဘူးသောကိုညင်ကြီးဦးတို့လူငယ်များအဖို့ထင်ပေါ်ကြောကြားမှုဖြင့်နိုင်ငံရေး၏လှည့်ကွက်တားကောင်ဒဇာကံများဖြစ်ခဲ့ရသည်ခေါင်းဆောင်ဖြစ်သော ကိုညင်ကြီးဦးနှင့် ကိုတန့်စော်တို့မှတေသံတစ်ဆက်တသက်တကြွန်ကြာခဲ့ရပြီးကြံလူငယ်များမှနှစ်ကြီးနှစ်ငယ်အသေးသေးကြာခံခဲ့ရသည်တားပြစ်သူထောင်ကြပြီးနောက်ကိုညင်ကြီးဤမိဘများမှဝန်ထမ်းအလုပ်ပြုတ်ပြီးရှေ့စဉ်နောက်စဉ်ဆုံးမသွားခဲ့ကြသည် ထိုစဉ်ကနိုင်ငံရေးလှုပ်သူအတိုင်းဝိုင်းနဲ့ပတ်သက်သူခင်မင်းရင်းနှီးသူကိုပင်ထောက်လန်းရေးများကမျက်ရည်မပြတ်စောင့်ကြည့်နေသောအချိန်ဖြစ်၍တန်လျင်တွင်ကြံခဲ့သောအန်ဒီမေလေးသည်ပင်မူလကကိုညင်ကြီးဦးမိဘများနှင့်လွန်စွာခင်မင်းရင်းနှီးခဲ့တော်လေအာသူဘသို့တွားပို့ခြင်းမပြုရဲခဲ့ပေခိုင်လေးနယ်၏မိဘများမှာကိုညင်ကြီးဦးအဖမ်းမခံရခင်နေပြောင်းတောင်းဝန်ကြပြီဖြစ်နေသောကြောင့် နောက်ပိုင်းဇာတ်လမ်းများကိုအန်တီမီလီပြောပြမှသာတီခွင့်ရခဲ့လေသည်ညနေကြောင်းစင်းချိန်ဆိုင်ကျယ်သည်ဆေးရုံအောက်အောက်ခွေမှချိုးပြီးအရေးကောင်းသောဗန္ဒာပင်အောက်ကိုထိုးရက်လိုက်ခြင်းအနည်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်ပိုင်းခရိုင်ရုံရန်ကုန်တိုင်းဟု ထင်ရှားစွာဆိုင်းဘုတ်တင်ထသောနှစ်ထပ်ပြည်တော်ရင်အတွင်းမှကိုညင်ကြီးဦးထွက်လာသည်လာလာခိုင်းလေငါလည်းညီရပြန်ဝင်လာမယ်ပြောပြီးလာမလာပါမလားလို့ ကိုညင်ညီဦးကစီးကျုံနှုတ်ဆက်တကားဆိုသည်ခိုင်လေးကလာမယ်ဆိုဆက်ဆက်လာမှာပေါ့ကိုညင်ရဲ့ခိုင်လေးຫນွေကစကားကို ပြန်ရှည်ပလိုက်ပြီမသိပါဘူးညီတို့အစိုးရဝန်ထမ်းတွေကငါတို့ပါတီနဲ့ပတ်သက်ရမှာတော်တော်ကြောက်ကြတာညီမလာရဲဘူးထင်လို့ပါကိုညင်ညီဦးကထုံးစံအတိုင်းခွက်လိုက်ပြီပြပြောဆိုဆို ခိုင်လေးຫນွေနဲ့ကိုညင်ညီဦးတို့မှာအိမ်ဤအောက်ထက်အိမ်ချစ်စာတွင်ချထားသော လေးထောင်ဇပွဲနှလုံးအားဆက်လျက်ပတ်ချာလဲဝင်းရံစီထားသောထိုင်ကုန်များတွင် ကိုစီဝင်ထိုင်လိုက်ကြသည်ကိုကြီးတို့တော့တရားဝင်ဆိုင်ဖို့တင်သေးတာပဲညမကဘာလို့မလာရေးရမှာလဲခိုင်လေးຫນွယ်ကအေးအေးဆေးဆေးပြန်ပြောလိုက်သည်အင်းအခုတော့ရပြီဗောအရင်ကငါထောင်ထဲမှာရှိစဉ်ကဆိုညီငါကိုစကားပြောတာမပြောနဲ့ငါမိဘကိုနှုတ်ဆက်ရင်တော့ညီအ ਨੇ ဆုံးတော့ထုချေလာတင်ရမှာပဲ။ အင်းခိတ်ကတော့နည်းနည်းတော့တော်လာပြီပြောရမှာပဲကိုညင်ကြီးဦးကခိတ်ကိုဝေပန်းရင်ထိုင်ရာကထပြီအနည်းရှိရေတံမူကြီးတဲမှရေကုန်ခဲ့တော့ရင် စကားဆက်ပြောနေသည်ထို့နောက်ဇပွဲပေါ်တွင် မကြမီအချိန်ကလေးကမှထမင်းစားတော့ရန်ရှိသောပဲဟင်းခွက်နှင့်ငပီတောင်ဘူးကိုတိတ်နေသည်ထို့နောက်ခိုင်လေးတွင်အားထားခဲ့ပြီးအိမ်ရှိရှိကုံဆုံဆိုင်သို့ ခတ်တုတ်တုတ်ထွက်သွားပြီးကော်ဖီမြေတစ်ခွက်နှင့်မုံအသေးလေးတစ်ထုံးယူ၍ပြန်လာသည် ယောကော်ဖီတောက်မုတ်ဆောင်ခိုင်လေးရေဟုဆိုကကိုကြီးကြီးဦးကသူ့လက်ထဲမှာယူလာတော့ကိမ့်မုံအသေးလေးတစ်လုံးနဲ့ကော်ဖီခွက်ကိုခိုင်လေးຫນွယ်ရှိသူချလိုက်သည်ဒါနဲ့စကားမဆက်အကိုထောင်ထဲမှာဘလောက်နေခဲ့ရလဲလွတ်တာကရောဘလောက်ကြာပြီလဲခိုင်လေးနဲ့ကမေးမေးလိုက်သည်ငါဒီ2017နိုဝင်ဘာလကမှလွတ်လာတာစုစုပေါင်း 23နဲ့3နှစ်နေပါဗော။ကိုညီညီဦးကသူ့အတိတ်ကိုပြန်မြင်သောအတွေ့များဖြင့်ခိုင်လေးနယ်၏အမေးကိုနာကျင်စိတ်မကောင်းစွာဖြင့်ဖြေလေသည်။ခိုင်လေးနယ်သူ့အတိတ်ကိုဆက်မမေးတော့သူ့အတွက်ပိုပြီးကြေကွဲစရာတို့ကိုထပ်မံပြန်လဲတတိမရစေလိုတော့ပြီ။ထို့ကြောင့်စကားဖြတ်ကဒါနဲ့ကိုညီအခုနေတော့ရောစားတော့ရောအဆင်ပြေရဲ့လားဟုတ်မေးလိုက်သည်။နေတာကတော့ဒီရုံးအပေါ်တက်မှာငါနေတယ်။စားတာကတော့အရင်က အတော့အိမ်ကထမင်းလာဖို့လေအခုတော့သူတို့ကိုလည်းဒုက္ခမပေးချင်တော့တာနဲ့ကို့ဘာသာကို ထမင်းအိုးတိုးတဲပြီးတော့ပဲဟင်းတစ်ခွက်ဝယ်စားတယ်ပြီးတော့အမြဲဆောင်ထားတဲ့တုံတုံငပီတောင်းနဲ့နှစ်ပါးသွားလိုက်တော့တာပဲလေအခုလေးတင်ငါထမင်းစားပြီးအောင်ရှိသေးညရောက်လာတာပဲသူ့အနေနဲ့ခအေးအေးပင် ပြောသည်ဒါနဲ့နေ့တိုင်းဒီလိုကြီးပဲစားနေတာပဲလားကိုကြီးခိုင်လေးကဆက်ပြီးမေးလိုက်သည် သူက တလမှာ20လောက်တော့ဒီပုံစံဘိုင်းတီပေါ့ဟာငါမှဝင်ဝင်မှမရှိတာအလုတ်ထွက်လို့ဖို့ဆိုတာကလည်းဒီမှာကရုံအလုတ်တစ်ဖက်ငါမှာကလည်းကျမ်းမာရေးကကောင်းလိုက်မကောင်းနိုင်နဲ့ဆိုတော့သူကစကားကိုဖြတ်လိုက်သည်ပြီးမှဒါပေမဲ့ကျွေးသူမွေးသူချင်းမြတ်တို့အပြင်ထွက်ခရီးသွားတဲ့ရက်တွေတော့ဟင်းကောင်းတာပေါ့ငါဘာသာငါဆိုရင်တော့ကြက်ဥကြော်နဲ့ရန်ရန်ခောက်ဆွဲကငါစီမှာအကောင်းဆုံးဟင်းလျာတွေကြီးပဲလေ ဟုတ်သူကဆက်ပြီးပြောရန်ပြင်လိုက်စင်ပါပင် အသက်50ကျော်အရွယ်အမျိုးသားတို့အသက်40ကျော်အမျိုးသမီးတို့နဲ့အသက်30အမျိုးငယ်တို့ခိုင်နေတို့စကားပြောပြောတော့ဝိုင်းအနီးတို့ရောက်လာသည်ထိုသောဦးသည်ခိုင်လေးတို့ထိုင်နေသောဇပွဲရှိထိုင်ကုန်အသီးသီးတွင် အလိုက်သည့်ဝင်ထိုင်ကဇပွဲပေါ်တွင်ရှိသောဒီလိုင်းစားတောင်များကို အမျိုးသမီးနှစ်ဦးကငုံဖက်နေသည်အမျိုးသားကြီးကတော့ ခိုင်လေးနဲ့ကိုညင်ညီဦးစကားပြောနေသည်ကိုသိကျင်သောဟန်ဖြင့်ကိုညင်ညီဦးမျက်နှာကိုတက်ချက်လှမ်း၍အကဲခန့်နေသည်သူတို့သုံးဦးစလုံး၏နေပုံထိုင်ပုံလောက်ပုံကင်ပုံလက်ရှိပတ်ဝန်းကျင်နှင့်အတော်ရင်းနေကျွမ်းဝင်နေပုံပေါက်နေသည်ကိုညင်ညီဦးကဦးထင်းညော့ဒါကျွန်တော်နဲ့ငယ်ချင်းကလေးကညမလိုနေတဲ့ကလေးမခိုင်လေးတဲ့သူ့အဖေကကျွန်တော်အဖေရောကအရာရှိလေသူကအခုကျောင်းဆရာမကြီးဖြစ်နေပြီ။ မနေ့ကကျွန်တော်နဲ့လမ်းမှာတွေ့လို့အခုကျွန်တော်ရုံးကိုဖိတ်လိုက်တာလေသူကဥထင်းညွန့်ဆိုသူအားခိုင်နေအကြောင်းအနေငယ်ပြောပြီးမိတ်ဆက်ပေးလိုက်လေသည် ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဆရာမခုဆိုကခိုင်လေးနယ်ကမူလကဒစိမ့်ပြပြင်ကြည့်နေတော့ဥထင်းညွန့်ဆိုသူကယင်းနီနှွေးထွေးစွာစကားဆိုလာလေသည်ခိုင်လေးဒါတောင်ပိုင်းခရိုင် အလုံးမှုဆောင်ဥထင်းညွန့်နဲ့သူကစားလဲရေးတယ် စာရေးစရာကြည်လင်းပါအောင်ဆိုတာသူပဲပေါ့အကိုနေမကောင်းရင်ညဘက်လာပြီးစောင့်အိတ်ပေးတယ်လေဟိုသူကဦးထင်းညွန့်အကြောင်းကိုမိတ်ဆက်စကားဆိုလာပြန်လေဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ကျမကျမကိုကိုညင်ကြီးဦးကိုခင်မင်နိုင်တယ်လို့ခင်မင်နိုင်ပါတယ်ဟုတ်ပြောကပြန်ထိုင်လိုက်ดิဒီဘက်ကမအေးချွေသူကတော့မြို့နယ်ကနေခရိုင်မှာကိုဖို့ခဏရောက်လာတာသူကလည်း အကိုအနွန်တာအနွန်တာတော်တော်ခံရတာပါအကိုရဲ့ပုံထားတတ်တဲ့အဝယ်စားတွေကိုမြင်းလင်းကောက်ပြီးချိုးပေးတာတခါတခါအကိုကိုစားဖို့တောက်ဖို့တော့သူ့အိမ်ကယူလာတတ်သေးတယ်ဟိုဘက်ကညီမကတော့ခရိုင်အလုံးမှုဆောင်မတ်မေချိုလွင်နဲ့သူက အကိုရဲ့မွေးစားညီမလေးပေါ့သူက အကိုကိုအကိုညီအလိုရှိတိုင်းသူ့ဘက်အများဆုံးကူညီပေးတာ ဟိုသူကဆိုလိုက်စမှာပင်မူလာကစာငုံဖတ်နေတော့ထိုအမျိုးသမီးနှုတ်ဦးသည် ခိုင်လေးနဲ့ဘက်သို့လှဲ့ကာခေါင်းညှိပြုံးချင်စွာအတိအမှတ်ပြုနှုတ်ဆက်ကြသည်ခိုင်လေးသည်အလိုက်အထိုက်ခေါင်းညှိပြပြီးပြန်လည်နှုတ်ဆက်လိုက်သည်မကြာမီပင်အသက်60နီးပါးလူကြီးနှုတ်ဦးနှင့်လူလက်ပန်းအရွယ်လူ၅ဦးထပ်မံရောက်လာသည် သူတို့သည် ခိုင်လေးဘေးတွင်ရှိနေသောထိုင်ကုန်များကိုယူကား ဇပွဲနှလုံးဆက်ကိုဝိုင်းထိုင်လိုက်ကြသည် ရုတ်တရက်ကြည့်လိုက်ပါက အစီအဝေးကျင်းပနေတဲ့ကဲ့သို့ဖြစ်နေသည် ထုံးစံအတိုင်းကိုညင်ညီဦးမှာခိုင်လေးနွယ်အားထပ်မံမိတ်ဆက်ပေးပြန်သည်ကိုညင်ညီဦးဟာသူ၏ရဲဘော်များအားတယောက်ချင်းစီမိတ်ဆက်ပေးသည်ထို့နောက်ခိုင်လေးနယ်ဘက်ကိုလှည့်ကာခိုင်လေးနယ်အားနောက်လူတွေတိအောင်ထပ်မံမိတ်ဆက်ပေးပြန်သည် ခိုင်လေးနယ်လည်းထုံးစံအတိုင်းဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ရှင် ဟုတ်ပြောင်းကျင်သွားခေါင်းငိတ်နှုတ်ဆက်လိုက်သည်လူအုံများမှလည်းခိုင်းလေးနေသူပြန်လည်နှုတ်ဆက်ကြသည်နှုတ်ဆက်ပြီးမကြာမီရောက်လာကြသူများနှင့်ကိုညင်ညီဦးတို့သည်အရှင်းချင်းပါတီလုပ်ငန်းကိစ္စရများကိုတယောက်တစ်မျိုးပြောနေကြသည်ခိုင်းလေးသည်လက်ပတ်နိုင်ကိုငုံကြည့်လိုက်ပြီးကိုညင်ညီဦးကကဲကိုညင်ရေအန်တီမေလေးမျှော်နေတော့မယ်ခိုင်းလေးရောက်နေတာလည်းတဏှာကြီးလောက်ရှိနေပြီတော်ကြာဘာများဖြစ်နေသလဲဆိုပြီးစိတ်ပူမှဆိုလို့ခိုင်းလေးပြန်တော့မယ်နော်အားလုံး ခွဲပြုပါဦးနော်ဟုတ်ဆိုကခိုင်လေးသည် သူတို့အဖွဲအားလုံးကိုနှုတ်ဆက်၍အိမ်ပြန်လာခဲ့တဲ့အိမ်ပြန်လာခဲ့တော်သည်2015နိုဝင်ဘာ6ရက်ရွေးကောက်ပွဲနီးနေပြီဖြစ်သောကြောင့်ကိုညင်ညီဦးနေသောရုံးတွင်လူဝင်လူထွက်မပြတ်ပြီပါတီမှအမတ်များအပြိုင်အဆိုင်ရွေးခံဖို့ပြင်ဆင်နေကြသောကာလဖြစ်နေသည်ခိုင်လေးမှာအိမ်တွင်အတော်ဖြစ်သူအန်တီမီလီ မိတ်ဆွေများဤခွနတန်းရှစ်တန်းခလေးငယ်များအားမန္တပိုင်းစာတင်တဲ့ချိန် ညနေပိုင်းတချိန်စာတင်နေရ၍ကိုញင်ကြီးဦးတို့ရုံနှင့်မလန်းမကန်းမှဖြတ်သွားတော်လေရုံထဲသို့ထပ်မံမရောက်ဖြစ်ဒီမှာလအတော်ကြာခဲ့လေပြီယနေ့ခိုင်းလေးတယောက်ကျောင်းတွင်စရင်စစ်လာမည်ဟုကျောင်းဆရာမကြီးကစောစောမှားထား၍အိမ်ရှိမနက်ပိုင်းစာတင်ဝိုင်းများအားဖြတ်ပြီးစောစောထွက်လာခဲ့သည် ထုံးစံအတိုင်းကိုញင်ကြီးဦးအားလမ်းမှာဒုက္ခောက်တစ်ချောင်းနှင့်လမ်းလျှောက်သွားနေသည်ကိုတွေ့လိုက်ရသည် ခိုင်းလေးသည် ကိုညင်ကြီးဦးအားတွေ့ရာဆိုင်ကျယ်ပေါ်မှဆင်းပြီးနှုတ်ဆက်လိုက်သည်။သို့တော့ခိုင်လေတွေ့ခဲ့သော ရခင်အသားကြီးမျက်နှာထားမဟုတ်ပေ။ဂျာကင်အင်းကြီးအနှွေးတဲ့အောက်မှာပေါ်နေသောသူ့ရှေးလမ်းများမှာဖောတုတ်တုတ်ဖြစ်နေပြီးမျက်နှာမှာလည်းအနှဲငယ်အန်တန်တန်ဖြစ်နေသည်။ကိုကြီးနေကောင်းရလား။အမတ်တွေရွေးတော့မယ်နော်။ဝင်းရင်မရွေးတော့ဘူးလား။ဟိုခိုင်လေစလိုက်သည်။အေးမရွေးပါဘူးအေး။ငါကျမ်းမာရေးငါအတီးဆုံးွာ။ ငါကငါအမတ်မဖြစ်ရင်နေပါစေငါပါဒီအနိုင်ရရင်တော်ပါပြီညီလေတခါလေတွေ့ပြီးပျောက်သွားလိုက်တာနော်အခုမှပဲတွေ့ရတော့တယ်ဟုတ်သူက ပြန်ပြောလေသည်အိမ်မှာရက်ွက်ထဲကခွန်းတန်းချစ်တန်းကလေးတွေကိုစားတင်နေရတော့လေအဲ့ဒါကြောင့်မနေ့ပိုင်းကျောင်းချိန်နီးတော့မှသွားဖြစ်လို့ကိုကြီးလမ်းထောက်တဲ့လမ်းလျှောက်ထွက်တဲ့အချိန်နဲ့မဆုံတော့တာပါ ဟုတ်ခိုင်းလေးကဆင်ခြေပေးလိုက်မိသည် ွန်ညိကြည်ရတာအရင်နဲ့မတူဘူးနည်းနည်းတော့မျက်နှာပြည့်လာတယ်လို့ပဲနော် ခိုင်လေးကသူ့ကျမ်းမရေးကိုအကဲခတ်မေးလိုက်သည်အင်းအခုတော်တော်တွေးနေနေတွေးတို့ကလည်းမကြဘူးနှလုံးကလည်းမကြမကြအောက်အောက်နေတယ်ညဘက်လည်းအိမ်မဆိုးတွေကလည်းမကြမကြမှတ်နေတယ်ဟိုလေးတန်းဖြော့ဖြော့ဖြင့်ကိုညီညီကဆိုသည်ကိုညီကငပီတောင်းကိုပဲအမြင်စားနေတော့ဖြစ်မှာပေါ့အထူးကိုစေကန်းလေးပါလေတွတ်ပြပါလား ခိုင်လေးကစလိုက်သည်2015နိုဝင်ဘာရွေးကောက်ပွဲမှာငါအသက်ထွက်လို့စေအဲ့ရလှဲနေရင်တော့ငါမဲတပြားကိုငါရအောင်ထည့်သွားမှာကိုနကပြောတော့လေတန်နဲ့မတူပဲအာမန်အပြင်းနဲ့သူကဆိုသည်ကိုကြီးစိတ်ဓာတ်ကိုညမယုံပါတယ်ညမကိုကြီးကိုအမြန်ဆုံးပြန်လဲနေကောင်းလာအောင်အမြန်ဆူတောင်းပေးနေမှာပါညမအားတဲ့နေ့တည့်ရတော့ ညမမေရှုနဲ့တိုင်ပင်ပြီးအထိုးကိုဆေးကန်သွားကြရအောင်နော်ကိုညူကခိုင်လေးနဲ့ပြောသမျှကိုခေါင်းငိမ့်လက်ခံလိုက်သည် ထို့နောက်ကိုညီအားနှုတ်ဆက်ပြီးကျောင်းသို့ခတ်တုတ်တုတ်ထွက်ထွက်သွားခဲ့သည်ကိုကြီးပါခိုင်လင်းနဲ့ပြေးတော့ငွေများကိုကင်ကကျေးဇူးတင်တော့မြုံဝမများဖြင့်ကြည်ရင်ကြံရင်ခဲ့သည်ခိုင်လင်းနှင့်မတ်မေချိုလင်းတို့မှကိုကြီးအားအထူးကုစေကံတော်ပြကြရန် အာမိရက်ကိုညှိနှိုင်းရွေးနေကြသည်အချိန်က ခရယံဖွဲ့ဝင်အားလုံးအောင်နိုင်ရေးအောင်နိုင်ရေးနေကိုစလဲလောင်းအဖြစ်အရွေးခံကြမိမြို့နယ်အတွက်တယုံလုံးအလုံးချုပ်နေကြလိမ့်ပြီကိုညင်ညီဦးကိုသူတို့အားလုံးချစ်ကြတော့လေသူ့အားရခင်နာကယူမဆိုင်နိုင်ကြတော့ပြီစားစရာများမကြကနဝယ်ပေးပြီးစေဖို့အတွက်တတ်ဆွမ်းသမျှပေးကြတော့လေရခင်တို့စေယုံတက်ကုသဖို့ကိုလည်းသူတို့မဆောင်ရွက်အားကြတော့ပြီ ခိုင်လေးသည်ပင်ရွေးကောက်ပွဲပြီးသွားတော့လေအိမ်ကအန်တီမေလီချော်လဲပြီးလက်အစစ်လွဲသွားသဖြင့်မင်းညိုနှင့်မေရှုနှင့်ကိုညင်ညီဦးအားစေကံပြတရန်အတွက်ပြန်လည်ချင်းဆိုရန်မဆက်သွင်နိုင်သေးပြီ။အန်တီမီလီနေမကောင်း၍ခိုင်လေးကိုယ်တိုင်ဈေးဝယ်ထွက်ကိုယ်တိုင်ချက်ပြုတ်နေရသည်။အလုံများကြောင့်ကိုညင်ညီဦး၏ရုံးတို့ပင် ရှေးဦးမလဲနိုင်သေးပြီ။ရွေးကောက်ပွဲအပြီးတလအကြာ2015ဒီဇင်ဘာ10ရက်ကြာသပတေးနေ့ ကျောင်းလွတ်ချိန်ခိုင်းလေးသည်ကိုညင်ကြီးအားဆေးကမ်းပြမြင့်ရက်ကိုလည်းပြောမည်ဟုအတွေ့ဖြင့်ဆိုင်ကယ်ကိုဆေးရုံအောက်ကိုပတ်မှပြင်းပြင်းစွာဆီလာသည်ကိုညင်ကြီးဦးနေထိုင်ရာရုံးချေတွင် လူများရုပ်စုရုပ်စုနှင့်တွေ့လာရသည်ခိုင်းလေးဆိုင်ကယ်ကိုရုံးချေချီစတိုးဆိုင်ချေတွင်ရပ်ထားပြီးလေးလံသောစိတ်တို့ဖြင့်ရုံးထဲသို့ဝင်လိုက်သည်ရုံးထဲတွင်ကိုညင်ကြီးဦး၏ဓာတ်ပုံရှိတစ္ဆပန်းအဖြူငါးကင်ထိုးထားသောပန်းကင်နှင့် တလုံးတွေ့လိုက်ရသည်တယုံလုံးမျက်နာမကောင်းကြဒေါ်အေးချုံနှင့်ဒေါ်မေလွင်ဒေါ်မေချိုလွင်တို့မှအမျိုးသမီးများပြီပြီတချုံချုံငိုလေရဲ့ကိုခွန်အောင်ကိုမောင်သို့တော်သူကတော့ခိုင်လေးနာရောက်လာပြီဒီလိုဆရာမကြီးနေ့လေ17နှစ်လောက်က ကိုညီညီဦးမောတယ်ကြက်တယ်ဖြစ်လာတော့ရုံးမှလည်းမမေချိုတယောက်တည်းရှိတာအဲ့ဒါမမေချိုက အနီးနားမှာရှိတဲ့သူတွေကိုလှမ်းပြီးအကူအညီတောင်းပြီးစေယုံပို့တာစေယုံရောက်တော့အတက်မရှိတော့ဘူးကျွန်တော်တို့တော့သူ့အတက်ကိုမမိလိုက်ကြဘူးဟူ၍ဖြစ်စဉ်ကိုအကျဉ်းရှင်းပြနေသည်အားလုံးမှာကြေကွဲဝမ်းနဲ့မှုကိုစီဖြင့်ကိုညင်ညီဦးနဲ့အတူပါတီတောင်းဝန်ထမ်းဆောင်ခဲ့ဖို့ ပါတီအပေါ်တန်ရောစဉ်ကြည့်ပြီးတစ္ဆာရှိဖို့ကျမ်းမာရေးမကောင်းတီကြမှာကော်မူးမျိုးနဲ့အောင်နိုင်ရေးအားဆွန်းဆန်းတပံဆောင်ရွက်ခဲ့ဖို့အောင်နိုင်ရေးကာလတွင် ယောဂအတန်းအတန်းဖြစ်နေသည့်ကြားမှာယောဂကိုဂရုမထားပဲဆရာထက်တန်သောဦးစီးဦးဦးရဲ့ပြုတ်ရည်ဆောင်ရွက်ခဲ့ပုံများကိုနှံ့မျောတတနှင့်ပြောမဆုံးနိုင်အောင်ဖြစ်နေကြသည် ခိုင်လေးလေသူတို့တယောက်တစ်ပောက်ပြောဆိုတန်းကိုနားထောင်ရင်အလိုလို စီးကြလာသောမျက်ရည်များကိုတုတ်ကာစလင်းဘက်အိတ်ထဲမှတချူးတထုပ်မှမျက်ရည်တုတ်ရလွန်အားကြီး၍ကုံမန်းမသိကုံသွားတော်သည် ထို့နောက်နှုတ်ဆက်ပြီး လေးလံသောအတွေ့တို့ဖြင့် ဆိုင်ကယ်ကိုအိမ်သို့ပြန်၍မောင်းလာခဲ့သည်ခိုင်လေးနယ်တယောက်အိမ်တို့ရောက်ရောက်ချင်းအန်တီမီလေးတို့လင်မယားအားကိုညီညီဦးဆုံးကြောင်းအချင်းပြောပြလိုက်သည်အန်တီမီလေးကဆုတ်သက်သက်သက်ဖြင့်ညီညီဝကြီးတွေကအတော်ကြီးချာတာမတရားဆွဆွဲခံရပြီသူ့ရဲ့အသက်ထောက်ဝက်မှာ ထောင်နှံဆန်ခဲ့ရတာထောင်ကလွတ်လာပြန်တော့လေအပြင်မှာငါးနှစ်ပြည့်အောင်တော့နေမသွားချနိုင်ဘူးနော်သူ့မှာလူသက်တမ်းရှိအောင်တော့ နေမတော်နိုင်ချပါလားနော်အင်းသူများတွေအမတ်ဖြစ်တော့သူမဖြစ်အခန္ဓာရှိပြီးအဆံမရှိတဲ့ဘဝဟိုတဏှာကရုဏာအတန်ဖြင့်စိတ်မကောင်းခြင်းကြီးစွာညှိတွားပြောဆိုနေသည်အန်ဒီမီလီယောက်ျားဥဆန်သိန်းကတော့အင်းငါလည်းစိတ်တော့မကောင်းပါဘူးကွာဒါပေမဲ့လူဆိုတာတေမျိုးကြီးပဲလေညီညီဦးကနာမည်ကောင်းတဲ့တေတာပါကွာကဲကဲဘိုက်တောင်စားလာပြီ ရှင်နေသေးတဲ့သူတွေတော့မတည်အောင်ထမင်းစားကြအောင်ဆိုဟေးဟုတ်ပြောပြီးထမင်းထမင်းဝိုင်းမှထကမိဖို့ကြောင့်လည်းဝင်သွားတော့သည်ခိုင်လေးလည်းအလိုက်သိစွာပင်စကားဝိုင်းမှထကထမင်းပွဲပြင်လိုက်သည်ဟင်းများမှာခိုင်လေးမနက်ကချက်ခဲ့သောဟင်းရဲ့ပြင်အသားဟင်းတစ်ဝဲထတ်တိုးနေသည်ကိုတည်ထားလိုက်မိသည်ဦးလေးဒီအသားလုံးကျော်ကဦးလေးဝဲလာတာလားခိုင်လေးကဟင်းပွဲပြင်ရင်မေးလိုက်သည် ဟုတ်တယ်တူမကြီးရေဦးလေးပန်းဆိုးတာဘက်ကို ပင်စင်သွားထုတ်ပြီးညီတို့တူတူင်းနေအောင်ကြိုက်တက်လို့ဝဲလာတာလာဟေးဟင်းပူတော့ထမင်းပူတော့စားလိုက်ကြရအောင်ဟိုဦးလေးဆန်တဲ့ကပြောလိုက်သည်အန်တီမီလေးဘာမှပြန်မပြောပဲကလက်ထိုင်မှ စိတ်မပတာပါလေးလံတော့ခြေလံများဖြင့်ထလာပြီးထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်သည် ခိုင်လေးမစားသေးဘူးဦးလေးဦးလေးနဲ့အန်တီလေးတို့ပဲစားနေပါ ိုင်လေစာနဲ့နဲ့စစ်စရာရှိလို့ပြီးတော့မှပဲစားတော့မယ်ဦးလေဟုဆိုကာထမင်းဝိုင်းအနီးမှထွက်ခွာရန်ပြင်လိုက်သည်ထိုအခါထမင်းငုံစားနေသောအန်တီမီလေးကပါကြုံလေဒီနေ့ထမင်းစားရတာစိတ်မပါပါဘူးအေးဟုဖြတ်ပြောလာသည်တဲဒီတူကြီးတွေငါမှာဒင်းတို့စားစေချင်တော့ဝယ်လာတာကိုဟုဦးလေးဆန်သိန်းကပြောရင်အာပတရစားနေသည်ဦးလေးဆန်သိန်းပြောသောစကားများကိုခိုင်နှင်းတွင်ဘာမှပြန်မပြောတော့ပဲ စတိဘောတွင်ကြံခဲ့သောအဖြေလွာစာရွက်ထုတ်အားယူကာစာကြည့်ကန်းထဲသို့ဥတီထွက်လာခဲ့လေတော့သည်စာရွက်ထုတ်ကိုဇပွဲပေါ်တင်ပြီးအဖြေလွာများဆိတ်ရန်ခိုင်းလေးပြင်လိုက်သည်သို့တော်ခိုင်းလေးဤစိတ်ထဲမျက်စီထဲတွင်ဂုဏကမြင်ခဲ့သောထမင်းဝိုင်းနှင့် ကိုညင်ကြီးဦးတယောက်ရုံးရှိဇပွဲတွင်ပဲဟင်းရည်ခြင်းနှင့်ငပီတောင်းကို နေ့စဉ်အာဟာရပြုစားတောက်နေပုံတို့ကိုနှိုင်းရှင်မြင်အောင်မိနေသည် သူ့အတွက်စေကုသရံကို မစင်းစားနိုင်သေး။တနေ့တာအာဟာရရှိသောအစားအစာတို့မှာအပဲနေ။ခိုင်လေတွင်းရင်တွင်းရင်ကိုညင်ညင်ဥဤဘဝရက်တည်ခရမှုကိုစိတ်မကောင်းဖြစ်နေမိသည်။အတွေ့အမိများကြာသွားသည်မသိ။အန်တီမီလေးမှာ ထမင်းစားပြီးဖျားဝှက်ပြုတ်နေလေပြီ။ဦးလေးဆန်သိန်းကထုံးစံအတိုင်းရေဒီယိုတစ်လုံးနဲ့သတင်းနားထောင်နေသည်။သတင်းထဲတွင် NLD ပါတီ၏အနိုင်ရသောနေရာများနှင့်အာဏာလွှဲပြောင်းရေးအတွက် ဝါရင်နိုင်ငံရေးသမားများ၏ထင်မြင်ယူဆချက်၎င်းတို့နှင့်အမေရဲ့ဖြစ်နိုင်ငံရေးဝေဖန်သံများကို ကြားနေရသည် ခိုင်လင်းတော်၏အတွေ့အကြုံတွင်ကိုညင်ညီဦးကရွေးကောက်ပွဲအပြီးနိုဝင်ဘာလ၈ရက်နေ့ညမှာပဲသူယောဂအခြေအနေဆိုးဆဆိုးတာပါတီအောင်နိုင်ရေးကို ဆိတ်ချသွားပြီဖြစ်လို့သူဆိတ်လျှော့လိုက်တာဖြစ်မိအကြောင်းဦးထင်းညွန့်ဤမရှိတင်ငယ်ပြောဆိုတန်တို့သာဆိုမိုးနေတော်သည် ခိုင်လေးတည်းတကယ်တော့နိုင်ငံရေးသမားမဟုတ်ပေသို့တော့တကယ်တမ်းတစ္ဆာရှိရှိ အနစ်နာခံလှုပ်ဆောင်သောနိုင်ငံရေးသမားများကို အားကြလေရှိသည်ထို့အတူတာကူရေပေါ်စီလှုပ်တတ်သောနိုင်ငံရေးသမားများကိုလည်းကြည့်မရသည်မှာခိုင်လေး၏အကျင့်တစ်ခုဟုဆိုရပေမည်တကယ်အနစ်နာခံတကယ်လှုပ်ခဲ့သူများကိုခိုင်လေးဂုံပြုတ်ပေးစေခြင်းသည်သို့တော့ခိုင်လေးတဦးတယောက်ထဲနှင့်မတက်နိုင်မစွမ်းနိုင်ပေ အဖွဲ့အစည်းတစ်ခု ပါတီတစ်ခုအနေဖြင့်အထက်ရောက်ပြီးအောင်မြင်သူများကထိုးထိုးသော အောက်ခြေမှပေးဆက်သူများ၏ကျမ်းမာရေးဘဝရည်ရည်ကိုရေရှည်စီမံကိန်းများပြုလုပ်၍ပြန်လည်ကြည့်ရှုဆောင်ချောက်ပေးသင့်သည်စနေတကြစဉ်ဆက်မပြတ်ထောက်ပံ့ကူညီမှုများပြုလုပ်သင့်သည်ဟုခိုင်လေးထင်မိသည်တို့တော့မြေသူတွေလှုပ်ပေးသည်ဖြစ်စေမလှုပ်ပေးသည်ဖြစ်စေခိုင်လေးကတော့ မိမိလက်ရကန်းတွင်ရှိသော ကိုကျိုးစွန်းအနစ်နာခံပေးဆက်သူများကိုမျက်ွယ်မပြုတ်ထားတတ်ပေ။သို့အတွက်မတ်မေချိုလင်းကကိုညင်ကြီးဦးအားအုပ်ကူလေးတွင်ကပြေးမှတ်တမ်းကပြားကလေးဖြင့်ကိုညင်ကြီးဦးအားမှတ်တမ်းနှင့်ဂုဏ်ပြုရန်လေးလုံးဆက်ကပြားတူကလေးတစ်ပုဒ်ကိုဗလာစာရွက်တရွက်အလို့ပေါ်တွင်ဆရာမခိုင်လေးနယ်တယောက်အစချီရေးဖွဲ့နေမိလေတော့သည်။ကိုညင်ကြီးဦးတို့မဟုတ်ဦးစေးဆံမြေတက်စာချင်း မတရားမှုတက်တဲ့ဘဝထက်ဘဝထက်ဝဲထောင်ကဖက်နေနှိမ့်အပ်ခန္ဓာသူတစ္ဆာကိုယောဂရစ်ဖုံလွှမ်းရှင်ဦးလေ NLD အတွက်ပေးဆက်တော်ခိုင်မိုးသူဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်မီပြီးဝင်ရောက်နားဆင်အားပေးကြတူကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံး ကိုစိန်နှပါရှင်လန်ချမ်းမြေ့ကြကဒေဗီယာပေါအောင်မှကင်းဝေးကြပါစေခင်ဗျာ